န်းတလေးနေပြီးတော့စကိုင်းကကေပေးဝိပေးဆိုင်နေเนาะအခုကျမကြည်ရပေါ့เนาะဟိုနေသူများတွေအခု line ပေါ်ကိုလည်းတင်ကြတာကိုတွေ့တယ်ပေါ့เนาะဟိုနေပတ်စံထောက်တာเนาะအမပရာဟိတအဒီမာဒုက္ခရောက်မြင်းငလင်ရောက်ဒုက္ခရောက်နေတဲ့သူတွေကိုသွားပြီးကယ်ဆယ်ပေးတယ်လှူကြတန်းကြတယ်ပေါ့เนาะအဲ့ဒီဟာကိုအရေးပေါ်ပေါ့เนาะဒါကိုကေပေးဝိပေးတွေထောက်တဲ့အခါမှာပတ်စံကိုလိုအပ်ထားတဲ့ပို့ပြီးတော့ တောင်းကြတယ်လို့ပြောတယ်နော်ဒါတွေကမလုံတင်ဘာလဲရှင်တို့တွေရဲ့မိဘတွေတာသမီတွေညီကိုမောင်နှမတွေမပါလို့ရှင်တို့အဲ့လိုမျိုးလှုပ်ရတာလားယူရတာလားဆိုတာပေါ့နော်ကျမကသိကျင်တယ်တကယ်လဲမပါလို့ရှင်တို့အဲ့လိုလှုပ်ရတာလူယူရတာရှင်တို့ရဲ့လောဘတွေကရှင်တို့တဏိတန်ဒုက္ခပေးမယ်เนาะအဲ့တော့မလုတ်တင်မလုတ်ထိုက်တာမလုတ်ပါနဲ့ကိုကိုတိုင်းမလှူရင်နေပါသူများတကလာလှူတာကိုမကူညီရင်နေပါเนาะလိုအပ်တာတော့ပို့ပြီးတော့ မယူဖို့ကိုကျွန်မမေတ္တာရက်ခံပါတယ်ရှင်เนาะဒီဒကမာလေးပြောတာမှန်တယ်เนาะမလုံတဲ့တာကို မလုံကြနဲ့2008ခုနှစ်မေလ2ရက်နေ့တုန်းကနာဂိမုံတိုင်းကြီးတိုက်တုန်းကလည်းပဲမုံတိုင်းတိုက်ပြီးလို့နောက်နေ့တွေမှာဟုတ်ပဲတရေစားတွေကိုအစမတန်ဈေးတင်ရောက်တဲ့အတွက်ကြောင့်ဝယ်မစားနိုင်ကြလို့ဒုက္ခရောက်တဲ့လူတွေရှိခဲ့ဖူးတယ်နော်ပါမန်ထက်အမျက်ကိုမတရားပိုစားခြင်းဟာဝိသမလောဘလို့ခေါ်တယ် အင်္ဂုတ္တရနိကေတိကနိပတ်ပါလောကတုံးမှာဝိသမလောဘအာဓမရာဂမိစ္ဆာဓမ္မဆိုတဲ့ဤတရားတွေပေါ်ပေါက်လာပြီဆိုရင်ဘေးဆိုးကဆိုးတွေစိုက်ပြီးအငတ်ဘေးတွေကျုံလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားတယ်နော်အခုလို့ဘေးဆိုးကဆိုးတွေစိုက်ပြီးအငတ်ဘေးတွေကျုံနေရခြင်းဟာဤဝိသမလောဘကြောင့်ဖြစ်တယ်နော်ဒါကြောင့်ဒုက္ခရောက်နေတဲ့လူတွေကိုကုညီဆောင်ရှောက်တဲ့အနေနဲ့ဝိသမလောဘကိုထိန်းပြီးအမျက်ကိုမတရားမစားကြပါနဲ့နော် အရှင်ဖေရလှူမယ်ဆိုပြီးမလှူပြတ်တာ အပြစ်ရှိပါသလားဖေရဖြေပေးပါဖေရတဲ့လှူမယ်ဆိုပြီးမလှူပြည့်ရင်အပြစ်ရှိတယ်လို့တော့ဖေရဟောမှာမရှိပါဘူးเนาะသို့တော်လည်းပဲအင်္ဂုတ္တရနိကေသတုကနိပတ်အပ္ပနကဝတ်ဝါနိစ္စတုတ်မှာတော့အရှင်သာရိပုတ္တရာမထေရကြီးကမြတ်စွာဘုရားကိုရောင်းကုံတွေလောက်တာချင်းအတူတူတချို့သောကုံတွေတွေဟာအရင်ရှုံးကြတယ် တချို့သောကုံတွေတွေကြတော့ရှင်မှန်းထားတဲ့လောက်အမြင်မရကြဘူးတချို့သောကုံတွေတွေကြတော့ရှင်မှန်းထားတဲ့လောက်ပဲအမြင်ရကြတယ်တချို့သောကုံတွေတွေကြတော့ရှင်မှန်းထားတာထက်အမြင်ဆုံးပိုရကြတယ်ဘာကြောင့်ပါလဲဖရာလို့မြတ်စွာဘုရားကမိလျှောက်ပါတယ်အဲ့ဒီခါမှာမြတ်စွာဘုရားကချက်သားတာရိပုတ္တရာတချို့သော လူတွေဟာတမနာဗျမနာတွေကိုရှုမဲ့ပြောပြီး မလူကြဘူးအဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါ ုံရောင်းကုံပဲလုပ်မယ်ဆိုရင်အရင်ရှုံးတတ်တယ်။တချို့သောလူတွေကြတော့တမနာဗျမနာတွေကိုရှုမယ်ပြောပြီးရှင်းမှန်းထားတော့မလုပ်ကြဘူး။အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါပုံရောင်းကုံတွေလုပ်မယ်ဆိုရင်ရှင်းမှန်းထားတော့အမြဲဆုံးမရကြဘူး။တချို့သောလူတွေကြတော့သမဏဗျမနတွေကိုရှုမယ်ပြောပြီးရှင်းမှန်းထားတော့ပဲလူကြတယ်။အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကုံရောင်းကုံတွေလုပ်မယ်ဆိုရင် ရီမှန်းထားတဲ့လောက်ပဲအမြတ်အစွန်းရကြတယ်။တချို့သောလူတွေကြတော့တမနာဗျမနာတွေကို လှူမဲ့ပြောပြီးရီမှန်းထားတာထက်ပို၍လှူကြတယ်။အဲ့ဒီလူတွေနောက်ဘဝလူဖြစ်တဲ့အခါကုံရောင်းကုံသွယ်လုပ်မယ်ဆိုရင်ရီမှန်းထားတာထက်အမြတ်ဆုံးပို့ရတယ်လို့ခြေကြတော်မူပါတယ်။ဒါကြောင့်လှူမဲ့ပြောပြီးမလူဖြစ်ရင် အပြစ်မရှိတော့လဲပဲ။မလူဖြစ်သေးပဲနဲ့နှုတ်မကြွတာဟာအကောင်းဆုံးပဲဖြစ်တယ်လို့ပြောခြင်းပါတယ်။ ။ပိုနာသေးသုံးချက်မှာဘယ်အရာတွေကပိုခံစားရပါလဲဖရား။တပည့်တော်ကအဖြေတီးပြီးသားပါ။အရှင်ဖရားအဖြေတီလာမေးကျင်တာပါတဲ့။ပိုနာသေးသုံးချက်စလုံးကဆင်းရဲတာတွေပဲဖြစ်တဲ့အတွက်သုံးချက်စလုံးခံစားရတာပါပဲနော်။တို့တော့အခမ်းစားရဆုံးဥစ္စာတစ်ခုတည်းကိုပဲပြောပါဆိုရင်မရဏတော့ဥဒ္ဓရိဒုက္ခနာမနတိမရဏတော့သိခြင်းတရားထက်ဥဒ္ဓရိပေါ်လွန်သောဒုက္ခနာမဆင်းရဲမိသည့ လက်ထိမရှိဘူးလို့မြတ်စွာဘုရားကဟောကြားထားတဲ့အတွက်အိုနာတိသုံးချက်မှာတည်ခြင်းတရားက အစင်းရဲဆုံးဖြစ်တာကြောင့်တည်ခြင်းတရားကပို၍ခံရခတ်ပါတယ်နော်ဖုံဖုံရှစ်ပါးသီလယူပြီးစိတ်ထဲကတခြင်းဆိုတာတို့ဒေါသဖြစ်မိတာတို့ဆို ဥပုပ်ပြတ်ပါသလားအရှင်ဘုရားတဲ့ဥပုပ်သီလဆိုတာရှစ်ပါးသီလ၅ပါးသီလရေလို့ အရေးအတွက်အားဖြင့်ပြတော်လဲအရင်ဆက်လိုက်မယ်ဆိုရင် ကိုနဲ့နှုတ်နှမျိုးထဲကိုထင်ရတာပါနှုတ်ကမဟုတ်တာမပြောဘူးကိုကမဟုတ်တာမလုပ်ဘူးဆိုရင် သီလကလုံသွားပါပြီ စိတ်ကဖြစ်မိုံဖြင့်ဥပုပ်သီလမကျိုးပြတ်နိုင်ပါဘူးတချို့နေရာတွေကြတော့ဖျားစင်တဲ့တချို့နေရာတွေကြဖျားကြောင်းဆောင် အခေါ်အဝေါ်တွေရှိပါတယ်ဖျားအဲ့ဒါဘယ်အခေါ်အဝေါ်ကပူတင်ပါလဲဖျားတဲ့ ဒီမိခွန်းကိုတခါတုန်းကဖြေဘူးတယ်နော်ဖြေလိုက်တဲ့အခါမှာတချို့သောပရမတ်ကြောင့်တမားတွေကဖះကြောင်းဆောင်ပဲခေါ်ခေါ်ဖះစင်ပဲခေါ်ခေါ်ပြည့်ညက်တွေပါတဲ့အေးမကြီးပါဘူးတဲ့နော်ဝိပဿနာအလုပ်ကိုလုပ်တဲ့နေရာမှာပရမတ်ကအရေးကြီးတာမှန်ပေမဲ့လောကီနယ်မှာလည်းပြည့်ညက်ကအရေးပါတယ်နော်ပြည့်ညက်ကအရေးမကြီးပါဘူးဘလို့ပဲခေါ်ခေါ်ဆိုရင် အမေကိုမိမလို့ခေါ်မယ်ရမလားမိမကို အမေလို့ခေါ်မယ်ရမလားအဖေကိုယောက်ျားလို့ခေါ်မယ်ရမလားယောက်ျားကိုအဖေလို့ခေါ်မယ်ရမလားမရပါဘူးเนาะပြည့်ညက်ဆိုပေမဲ့သူ့နေရာနဲ့သူ အချိုးကျကျအသုံးချရပါတယ်စင်လို့ခေါ်လိုက်တဲ့နေရာမှာဖနက်စင်ပကန်းစင်အဝတ်စင်တွေမြောင်များစွာ ရှိပါတယ်အဲ့ဒီလိုစင်တွေမြောင်များစွာရှိတဲ့အနက် ဖျားသတင်း300နေရာကိုဖျားဆင်လို့ပြောလိုက်မယ်ဆိုရင်အခြားဆင်တွေနဲ့ရောထွေးသွားနိုင်ပါတယ်။ဒါကြောင့်တီချာခွဲထွက်ဖို့အတွက်ဖျားဆင်လို့မတုံးပဲနဲ့ဖျားចောင်းဆောင်လို့တုံးခြင်းဟာပို၍တင့်တော်ပါတယ်နော်။ဖုံဖုံတပည့်တော်ကခရိယံပါဗုဒ္ဓကဖျားအစ်စ်ဟုတ်ပါသလားတဲ့။မဟာပရိနိဗ္ဗာန်တုံးမှာမြတ်စွာဘုရားကိုသူဘဒ္ဒပရပိုက်ကြီးကတိဋ္ဌိဆရာကြီးတွေကလည်းဖျားဟုဆိုပါတယ်။ အရှင်ဖရာကောဖရာဟုတ်ပါသလားလို့မေးလျှောက်ပါတယ်အဲ့ဒီလိုမေးလျှောက်တဲ့အခါမှာမြတ်စွာဘုရားကသူဘတ်တာမက္ကင်ရှိပါအကျင့်မြတ်တရားသည်ဘယ်သာသနာမှာရှိလဲရှာကြည့်လိုက်ပါရှာကြည့်လို့တွေ့ပြီဆိုရင်အဲ့ဒီသာသနာကိုကိုးကွယ်စိတ်ကပ်ပါလို့မိန့်ကြားပါတယ်ဗုဒ္ဓသည်သူကိုယ်တိုင်ဖရာဆင်စစ်ဖြစ်ပါလျက်ဘာကြောင့်ဖရာဖြစ်ပါတယ်ဟုမိန့်ကြားခြင်းမရှိလိုက်ရပါသလဲဆိုရင်အဲ့ဒီအချိန်ခါကဖရာအမိခံတွေအများကြီးရှိနေတဲ့အတွက်သူဘတ်တာပြပိုက်ကြီး ဝေခွဲ၍မရဖြစ်မှာကိုကြို၍သိတော်မူသောကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဖះအစ်စ်ကိုရှာဖွေတဲ့အခါမှာမဂ္ဂင်၈ပါးအကျင့်မြတ်တရားနဲ့တိုင်းတာကြည့်လိုက်ပါ။မဂ္ဂင်၈ပါးအကျင့်မြတ်တရားနဲ့ပြည့်စုံမယ်ဆိုရင်ဖះအစ်စ်ဖြစ်ပါတယ်။အရှင်ဖះနတ်ပြည်၆ထက်တွင်ဘယ်လိုပုဂ္ဂိုလ်တွေမနေပါသလဲဖះတဲ့။ဒီမေခွန်းလေးကမေးထားတာ၂ရက်၃ရက်ဖြစ်နေပါပြီ။ဥစဉ်လဲအားလို့အခုမှပဲဖြေလိုက်တာပါ။ ငတ်ပြေ6ထက်တွင်ဒါနမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူးသီလမရှိတဲ့ပုဂ္ဂိုလ်တွေမနေပါဘူးဒါနသီလရှိတဲ့ပုဂ္ဂိုလ်တွေသာလျှင်နေပါတယ်ငတ်ပြေယောက်ျောင်းကလည်းအင်္ဂါ3ပါးရှိပါတယ်နံပါတ်1တစ္ဆန်ပဏီမှန်သောစကားကိုပြောဆိုရမယ်နံပါတ်2နာကုတ်စီ စိတ်ဆိုးခြင်းအမျက်ထွက်ခြင်းမရှိရဘူးနံပါတ်3အပံပိဒိစ္စတောင်းခံလာပါကနည်းနည်းဖြစ်ဖြစ်တက်နိုင်သလောက်ပေးကမ်းလှူဒန်းရမယ်တဲ့ အဲ့ဒီအင်္ဂါ၃ချက်နဲ့ညီတဲ့သူတွေသာလျင်နတ်ပြည်မှာနေရပါတယ်။အဲ့ဒီအင်္ဂါ၃ချက်နဲ့မညီတဲ့သူတွေနတ်ပြည်မှာမနေဘူးလို့မှတ်ပါ။အရှင်ဖယားတိုက်ကလာတယ်ဆိုပြီးအသက်ကို80 90อาทิตย์โตตองလို့ရတယ်ဆိုတာ ဟုတ်ပါသလားဖယားတဲ့မဟုတ်ပါဘူးခိုင်းဆရာတွေထွင်ပြီးပြောခဲ့တဲ့စကားပါတတဝမှန်သမျှကိုပြုတ်တဲ့ကံပေါ်မှီပြီးနေရတာဖြစ်တဲ့အတွက် အသက်ရှည်ခြင်းတိုခြင်းဆိုတာကလည်းကိုပြုတဲ့ကံပေါ်မူတည်ပါတယ်။တကယ်အသက်ရှည်ရှည်နေခြင်းတည်းဆိုရင်ဖရာဟောကြံကံနဲ့အညီရှေးဆရာတော်ကြီးတွေပေးခဲ့တဲ့အသက်ရှည်ကြောင်းတရားဆိုတာရှိပါတယ်။အဲ့ဒီအသက်ရှည်ကြောင်းတရားကဘာတွေလဲဆိုရင်လေရှူလမ်းလျှောက်ရေကိုတောက်အစီတကြစားလျှော့စားမေတ္တာစိတ်ကိုပွားအသက်ရှည်ကြောင်းတရားတဲ့ ဒါဟာအသက်ရှိကြောင်းတရားခုနှစ်ပါးဖြစ်ပါတယ်တကယ်အသက်ရှိရှိနေခြင်းတယ်ဆိုရင်အဲ့ဒီအသက်ရှိကြောင်းတရားခုနှစ်ပါးနဲ့အညီနေပါလို့ပြောခြင်းပါတယ်